ပရိသတ်ကြီးမင်္ဂလာပါဒီနေ့ကျမတို့ channel ကနေတင်ဆက်ပေးမှာကတော့ကမ္ဘာမြေပုံပေါ်မှာအသေးငယ်ဆုံးနိုင်ငံဖြစ်ပေမဲ့ကမ္ဘာတမိုင်းဘာသာရေးနဲ့လျှို့ဝှက်စမ်းကြယ်မှုတွေအများကြီးရှိနေတဲ့ဗာတီကန်စီးတီးအကြောင်းပဲဖြစ်ပါတယ်အထူးသဖြင့်သူ့ရဲ့ဗဟိုချက်မှရှိတဲ့လျှို့ဝှက်လွန်နယ်လို့နာမည်ကြီးတဲ့ဗာတီကန်အပိုစတိုလစ်အာခိုင်ရဲ့အကြောင်းကိုစိတ်ဝင်တစားလေ့လာကြည့်ရအောင်ဗာတီကန်စီးတီးဟာအီတလီနိုင်ငံရောမမြို့ရဲ့အလယ်မှာတည်ရှိတဲ့လွတ်လပ်တဲ့မြို့ပြနိုင်ငံတစ်ခုဖြစ်ပါတယ် သူ့ရဲ့ area ဟာ109ဧကတာရှိပြီးကမ္ဘာပေါ်မှာအသေးငယ်ဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံရပါတယ်။ဒါပေမဲ့သူ့ရဲ့တမိုင်းအမွေအနှစ်ဘာသာရေးဆိုင်ရာအရေးပါမှုနဲ့ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးတွေကတော့ကမ္ဘာပေါ်ကဘယ်နိုင်ငံနဲ့မှမတူအောင်ကြီးမားလှပါတယ်။ဗာတီကန်စီးတီးဟာရောမကက်သလစ်ချာချ်ရဲ့ဗဟိုချက်ဖြစ်ပြီးပုံရဟန်းမင်းကြီးရဲ့ရုံးထိုင်ရာနေရာလေးဖြစ်ပါတယ်။နှစ်ပေါင်း2000နီးပါးခရီးယန်ဘာသာရဲ့အသက်သွေးကြောဖြစ်ခဲ့ပြီးစိန့်ပီတာဖျားရှိခိုးကြောင့် စစ်စတိန်ဖျားကျောင်းဆောင်တဲ့ဗာတီကန်ပြတိုက်များလို့ကဘာကျော်အမှုပညာနဲ့ဘိသူကာလက်ရာတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ဗာတီကန်စီးတီးရဲ့အနက်ဆိုင်ဆောင်မြို့ဝတ်ချက်တွေထဲကတစ်ခုကတော့ဗာတီကန်အပိုစတိုလစ်အာခိုက်ပဲဖြစ်ပါတယ်။ဒီမော်ကိုတိုက်ကို1632ခုနှစ်မှာပုပ်ယဟန်မင်းကြီးပေါ်စတဖစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး2019ခုနှစ်မှာတော့ဗာတီကန်စီးကရက်အာခိုက်ဆိုတဲ့အမည်ဟောင်းကနေဗာတီကန်အပိုစတိုလစ်အာခိုက်လို့နာမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဒီမော်ဂေါတိုက်ကြီးထဲမှာ၈ရာစုကနေ20ရာစုကာလအတွင်းကမှတ်တမ်းမှတ်ရာတွေစာရွက်စာတမ်းပေါင်းများစွာကို ထိမ့်သိမ်းထားပါတယ်။စာအုပ်စဉ်အရှိကြီးတွေကစုစုပေါင်းမိုင်90ကျော်အထိရှည်လျားပြီးစာအုပ်ပေါင်း3500ကျော်ပါဝင်တယ်လို့ခန့်မှန်းရပါတယ်။ဒီမော်ကွန်တိုင်ကြီးထဲမှာတကယ့်ကိုအမကန်နဲ့သမိုင်းဝင် စာရွက်စာတမ်းတွေအများကြီးရှိပါတယ်။ဥပမာအားဖြင့်အင်္ဂလန်ဘုရင်ဟင်နရီ VIII ရဲ့ကွာရှင်ခွင့်တောင်းဆိုစာအင်္ဂလန်ချတ်စ်နဲ့ရောမချတ်စ်ခွဲထွက်သွားစီခဲ့တဲ့ဖြစ်ရပ်ရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ဘရင်ဟင်နရီဒီအိတ်ကသူ့ရဲ့ပထမစနစ်ကက်သရင်းအော့အာရာဂွန်ကိုကွာရှင်းခွင့်ပေးဖို့ပုံရဟန်းမင်းကြီးစီ တောင်းဆိုခဲ့တဲ့စာပါဂယ်လီလီယိုရဲ့စစ်ဆေးမှုမှတ်တမ်းများနခရဗျာပညာရှင်ဂယ်လီလီယိုဟာကမ္ဘာကနေကိုလက်ပတ်နေရဆိုရဲကော်ပါနီကန်သီအိုရီကိုထောက်ခံပြောဆိုခဲ့လို့ကက်သလစ်ချတ်ကနေဖန်ဆီးစစ်ဆေးခံခဲ့ရပါတယ်သူရဲ့စစ်သေးမှုမှတ်တမ်းအပြည့်စုံကိုဒီမော်ကွန်တိုက်ထဲမှာထိမ့်သိမ်းထားပြီးစာမျက်နှာပေါင်းများစွာပါဝင်ပါတယ် ဒီမှတ်တမ်းတွေဟာ သိပ္ပံနဲ့ဘာသာရေးကြားကရှင်အကြဆောင်ပြိပခါတစ်ခုကိုဖော်ပြနေပါတယ်။ Mary Queen of Scotia စာတရားမစားမှတ်မီရပိုင်းအလိုမှာပုံရဟန်းမင်းကြီးကိုသူမရဲ့အသက်ကိုကယ်တင်ဖို့အကူအညီတောင်းခံခဲ့တဲ့စာပါ။မာတင်လူသားကိုချက်ကနေထုတ်ပယ်တဲ့အမိတ်စာ Protestant ပြုပြင်ပြောင်းလဲရေးကိုစတင်ခဲ့သူမာတင်လူသားကိုကက်သလစ်ချက်ကနေထုတ်ပယ်ကြောင်းပုံရဟန်းမင်းကြီးက1522ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ အမိတ်စာလေဒီမော်ဂွန်တိုင်မှာရှိပါတယ်။ နိုင်တမ်ပလာရဲ့ချက်စည်းမှုမတန်များအလွန်လျော့ဝတ်စံကျတဲ့စစ်ပတ်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းဖြစ်တဲ့နိုင်တမ်ပလာရဲ့ချက်စည်းမှုမတန်တွေဟာဗာတီကန်မော်ကွန်တိုက်မှာရှိနေပါ යි ဒီမတန်တွေထဲမှာသူတို့ကိုဘာသာရေးဖောက်ပြန်မှုနဲ့ဆွဆွဲပြီးနှိမ့်ဆက်စစ်ဆေးခဲ့တဲ့အသေးစိတ်အချက်အလက်တွေပါဝင်ပါ යි 2009ခုနှစ်မှာဒီမတန်အချုပ်ကိုအများပြည်သူကိုပြသခဲ့ပြီးတမ်ပလာတွေကိုပုံရဟန်းမင်းကြီး Climate the Fake က အပြစ်ကင်းစင်ကြောင်းတကယ်တမ်းဆုံးဖြတ်ခဲ့တဲ့ဆိုရဲအချက်လက်တွေထွက်ပေါ်လာခဲ့ပါတယ်။မော်ဂုံးတိုင်ကြီးရဲ့ကြီးမားရေးတုတွေကြောင့်နှစ်ပေါင်းများစွာကလေးကပျောက်ဆုံးနေရလို့ယူဆရတဲ့တမိုင်းဝင်စာမှုတွေရှီဟောင်ကျန်းတွေနဲ့တံမိုးမဖြတ်နိုင်တဲ့အချက်လက်တွေရှိနေနိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။ဒါရီဟာကမ္ဘာတမိုင်းရဲ့ကွက်လက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အထောက်အထားတွေဖြစ်နိုင်ပါတယ်။ဒီမော်ဂွန်တိုက်ဟာအများပြည်သူအတွက် လုံးဝပိတ်ထားတာတော့မဟုတ်ပေမဲ့ဝင်ရောက်ခွင့်ကတော့အကန့်အသတ်ရှိပါတယ် ဖျားเจ้าတော်ရဲ့တရားဝင်တာဝန်ရှိသူတွေအပြင်သမိုင်းဆိုင်ရာသူတည်တနာပြုလုပ်နေတဲ့အရေးချင်းပြည့်မီရဲ့ပညာရှင်တွေသာဝင်ရောက်လေ့လာခွင့်ရပါတယ်။လေ့လာခွင့်ရတဲ့အခါမှာလည်း1958ခုနှစ်ပုံရဟန်းမင်းကြီးကွယ်လွန်ချိန်အထိထွက်ရှိခဲ့တဲ့စာရွက်စာတမ်းတွေကိုသာခွင့်ပြုပါတယ်။ဒါကြောင့်နောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ပြည့်ရတွေဥပမာဒုတိယကမ္ဘာစစ်အတွင်းကဗာတီကန်ရဲ့အခန်းကဏ္ဍလိုမျိုးအကြောင်းအရာတွေနဲ့ပတ်သက်တဲ့မှတ်တမ်းတွေကိုတော့ယနေ့အထိအများပြည်သူသိရှိခွင့်မရသေးပါဘူး။ သူတီတီတွေဟာလည်းတနေ့ကိုမှတ်တမ်း၃ခုအထိသာ တောင်းယူကြည့်ရှုခွင့်ရှိပါတယ်။ဒီလိုကန့်သက်ထားတာတွေကြောင့်မော်ကွန်းတိုက်ထဲမှာဘလုံလျို့ဝှက်ချက်တွေရှိနေနိုင်သေးလဲဆိုတာကိုစိတ်ဝင်စားသူတွေပုံများလာစီရပါ။ပြိတက်ကြီးဗာတီကန်စီးတီးနဲ့သူ့ရဲ့မော်ကွန်းတိုက်ကြီးဟာတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့လျို့ဝှက်စမ်းကြဲမှုတွေပြည့်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။သမိုင်းရဲ့အမှန်တရားတွေကိုဖော်ထုတ်ခြင်းတွေအတွက်အလွန်တန်မိုးရှိတဲ့နေရာတစ်ခုဖြစ်တယ်လို့ လူသားတွေရဲ့ယုံကြည်မှုနဲ့တမိုင်းကြောင်းကိုနားလည်ဖို့အတွက်လည်းမရှိမဖြစ်လေ့လာစရာတစ်ခုပါပဲ။ပရိသတ်ကြီးကရောဗာတီကန်မော်ကွန်တိုက်ထဲမှာဘလို့လျှို့ဝှက်ချက်တွေဝှက်ထားနိုင်သေးတယ်လို့ထင်ပါသလဲ။ကောင်းမွန်မှရေးပေးခဲ့ပါအောင်။ကျမတို့ရဲ့ channel ကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။နောက်လာမယ့် video တွေမှာလည်းပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားပါအောင်ရှင်။